MPN Indonesia ရဲ့ပြည်ရအများဆုံးမြင့်လိန်တာမြင့်လိန်တာဆိုတဲ့အတိုင်းအတင်းတင်းမှာအာလီယာနဲ့လက်ကင်းဒီကိုတော်တော်လေးအရေးပါတဲ့ရိုးဒရိုးထဲမှာပါဝင်နေတဲ့မေရိုးထဲမှာမာဘယ်ဟီးရိုးတွေက MPN Indonesia မှာပြည်ရများနေလဲဒါကလေ MPN Indonesia ဆော့နေတာလမ်းနဲ့ချီပြီးဆိုတော့အခုအချိန်မှာမတာဝင်နေတဲ့ Vine Video ကတော့အခုပြောမဲ့ပြည်ရအများဆုံးထဲမှာတော့ပါဝင်မနေဘူးအဲ့ဒါဆိုရင်ပထမဆုံးပြည်ရအများဆုံးနံပါတ်1ဟီးရိုးကတော့ Zushin ဇူရှင်းဆိုတဲ့ဟီးရိုးကပထမဆုံးနံပါတ်1နေရာမှာရှိနေတာကတော့ပြောစရာမလိုတော့ပါဘူး။သူက YV တို့လို objective fight တွေနဲ့ team fight တွေမှာဆိုရင်တစ်ဖက်သင်းရဲ့ initiator တွေနဲ့မဟုတ်ပဲဘလိုင်းရ damage dealer တွေကိုပါကောင်းကောင်းယူဖမ်းမိနိုင်တဲ့ mid laner ဖြစ်တာကြောင့် first pick လိုနေရာမှာရရင်ရသလိုယူကြတယ်။ ပြီးတော့သူ့ရဲ့ ultimate blink ပါတာ flicker နဲ့ဆိုတော့ mobility ကလည်းဝိုင်းပြီးလို့ hero ထပ်ပိုကောင်းသလို lander flare နဲ့ fan ပေးတဲ့အရာတွေကကိုအသင်းအတွက်တော်တော်လေးကိုအရေးပါအကြောင်းအသင်းတိုင်းနှီးပါရဲ့ main လို့ alia နဲ့ rotation လုပ်ရတဲ့အပိုင်းမှာရွေးချယ်စရာပထမဆုံး hero ဖြစ်နေပြီ ampian indonesia ရဲ့ regular season မှာဆိုရင်ပွဲပေါင်း80ထိကိုကစားခဲ့ကြတယ် နောက်ပြီးမွန်တွန်းကလည်းအခုမှသူ့တက်စကင်ထုတ်ပေးရတာဆိုတော့မတာအဝါမျိုးလည်းမရှိသေးတာမလို့ဘရာမှာဆုံးမဲ့ဘရာသားအနေနဲ့တော်တော်လေးကိုရွေးချယ်စရာကောင်းတဲ့ဟီးရိုးတစ်ကောင်ဖြစ်နေဦးမယ်လို့တော့ထင်တယ်။နောက်ဟီးရိုးတစ်ကောင်ကတော့ဖာစာဖာစာဆိုတဲ့ဟီးရိုးကအပေါ်ကပြောရသလိုဇူရှင်းတို့ဝိုင်ဗီတို့လို objective fight တွေမှာလိုက်ချရတဲ့ဟီးရိုးမဟုတ်ပဲတစ်ဖက်အသင်းဘလန်းကနေဒါမေ့ပေးမဲ့မတ်စမန်နဲ့မိတ်တွေနေတာမဟုတ်ပဲ objective အနားကိုကတ်လာမဲ့တစ်ဖက်အသင်းကဂျန်ဂလာတွေကိုပါအလံဝဲ air strike damage နဲ့တွေးကောင်းကောင်းရှော့ပေးနိုင်တဲ့ဟီးရိုးတစ်ကောင်လို့ပြောရမယ်။ ပြီးတော့ဒီဟီရိုကအာလီမာတာကေးရပြီးဖိုင်ဝင်းစပစ်ကောင်းကောင်းရသွားခဲ့ရင်လေကင်းလိုတိုင်ပင်တော့မဟုတ်ပဲမက်ခိန်းလောက်မှာတဲ့ဟာတစ်ဖက်ကဟီရိုတွေကိုသူ့ရဲ့မချိတ်ဒါမိတ်ဖြစ်တဲ့ airstrike နဲ့ချက်နဲ့တင်ဒုက္ခပေးလို့ရတာကြောင့်အာလီအသာဆောင်ရမယ့် drop ဖြစ်ဖြစ်လေကင်း high ground ဆောင်ရမယ့်နေရာမှာပဲဖြစ်ဖြစ်တော်တော်လေးကိုကောင်းတဲ့ဟီရိုမလို့ MPN Indonesia ရဲ့ regular season မှာဆိုရင်ပွဲပေါင်း53ပွဲထိကိုအသုံးပြုခဲ့ကြရတယ်။နောက်ဟီရိုတစ်ကောင်ကတော့ Kimmy ကီမီဆိုတဲ့ဟီးရိုးကလည်းသူ့ကိုရီရန်ပြီးတဲ့ကမလင်းလိုနေရာမှာတော်တော်လေးကိုအသုံးပြုခဲ့ပြီးတော်တော်လေးကိုဒါမေ့အောက်ဖို့အရန်များတဲ့ဟီးရိုးတစ်ခုလို့ပြောရမယ်။ပြီးတော့ကီမီလိုဟီးရိုးစီမှာသူ့အတွက်အစကိတ်စပယ်တွေမီနီစတန်တွေပါတာကြောင့်သူ့အတွက်ဘလန်ကနေကိုယ့်ဘက်သာဒါမေ့ကောင်းအောင်ပြလို့ရပြီးစပိုက်ဖျောက်နေလို့ရတယ်။အဲဒါကြောင့်မလို့ aggression ဆော့တဲ့အသင်းတွေရဲ့မလင်းလိုနေရာမှာကီမီလိုဟီးရိုးရွေးချယ်ကြတာလို့ထင်ပြီး Ampion Indonesia လို့တောင်းနှံပြောင်းမှာဆိုရင်ပွဲပေါင်း52ပွဲထိကိုအသုံးပြုခဲ့ရတယ်။ Brother အနေနဲ့ရောလက်ရှိဆော့ကစားနေတဲ့မလင်းလိုနေရာမှာဘယ်ဟီးရိုးတွေကိုဆော့ရတာ ောကြလဲဘယ်ဟီးရိုးတွေကတော်တော်လေးကောင်းနေလဲဆိုတာကိုပြောခဲ့ကြအောင်လို့ပြောရင်းနဲ့ဒီဗျိုးလို့အဆုံးသတ်ချင်ပါတယ်ဒီဗျိုးလို့တပန်းစနေဆိုရင်ကျွန်တော်ရဲ့ favorite လေးဖြစ်တဲ့ channel DNH ကို like and follow လုပ်နေလဲအပိတ်လို့ရပါတယ် brother တို့ရဲ့ message border ပေါင်းသိနေလို့ဒီဗျိုးလို့ share ဝင်မိကြပါနဲ့ခင်းနဲ့ပတ်သက်ပြီးတင်နေရှင်တော့ comment မှာခူးဝဲမြန်မြန်လို့ရပါတယ်